Bitcoin ကကျွန်တော်တို့ချမ်းသာအောင်ဘယ်လိုလုပ်ပြီးမှလဲအားလုံးပဲမင်္ဂလာပါ Formacy မှာကြိုဆိုပါရစေကျွန်တော်တို့အားလုံးထဲထဲဝင်မဟုတ်ရင် တော့အနေချင်းတော့လိလထားဖို့လိုတဲ့ currency တစ်ခုအကြောင်းပြောချင်ပါတယ်အဲ့ဒါကတော့အားလုံးကြားပူးသားဖြစ်တဲ့ cryptocurrency ပါဘာကြောင့်ကျွန်တော်လေ့လာဖို့လိုတယ်ဆိုရင်ကျွန်တော်လူတိုင်းရချင်နေတဲ့ functional freedom ကိုရဖို့သွားတဲ့နေရာမှာဒီ cryptocurrency ကနေရာတစ်ခုအနေပြီးတော့ကျွန်တော်တို့အထောက်အကူပြုဝေးနိုင်လို့ပဲဖြစ်ပါတယ် functional freedom ဆိုတာဗာလဲသိဖို့အဆင့်၃ဆင့်ကိုလေ့လာလိုက်အောင်နံပါတ်၁ functional progression ငွေကြေးကောက်ွယ်မှုကျန်းမာရေးမကောင်းတာမျိုးတစ်ခုခုပေါ့နော်အဲ့လိုအရေးပေါ်ကိစ္စတစ်ခုပေါ်လာရင်သုံးဆွဲမှုငွေပမာဏတစ်ခုခုကိုကြိုတင်ပြီးတော့စုဆောင်းထားတာဒါမှမဟုတ် health insurance နေ auto insurance နေစတဲ့အာမခံတစ်ခုခုထားထားတာပေါ့နော်အဲ့လိုအရေးပေါ်တွေအလုံးမလုံးနိုင်သေးတဲ့အချိန်ဒီမှာစားဖို့သုံးဖို့အတွက်ကျွန်တော်တို့မှာစုဆောင်းထားတဲ့အပူငွေရှိတယ်ဆိုရင် ဒါဟို functional progression ငွေကြေးကတော့ရှိတယ်လို့ပြောလို့ရပါတယ်နံပါတ်1ပေါ့နော်နံပါတ်2ကကျတော့ functional security ငွေကြေးလုံခြုံမှုအဲ့ကောင်ကကျတော့ဥမာကျွန်တော်လဆင်လတိုင်းသုံးဖို့စာဝတ်နေရေးတွေအသုံးချေးတွေဒါအားလုံးတက်ပေါ့နော်တစ်လကို9သိန်းလိုအပ်တဲ့ဆိုပါဆိုအဲ့လိုလိုအပ်နေတဲ့အချိန်ဒီမှာကျွန်တော်တို့ကကိုယ်တိုင်နေ့တိုင်းနေ့တိုင်းပေါ့နော်အချိန်ပြည့်သွားပြီးတော့အလုံးလောက်ရတာမျိုးမဟုတ်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုဒါမှမဟုတ်ယင်းနှိမ့်ညွန့်နယ်မှုတစ်ခုကနေလဆင်လတိုင်းတစ်လကိုဒီ ငါးသိန်းအမြတ်ဝင်ငွေပုံမှန်ရနေတယ်ဆိုရင်ကျွန်တော်တက်လာကိုလိုအပ်တဲ့ဈေးငါးသိန်းလုံလောက်သွားပြီဖြစ်တဲ့အတွက်ဒါဟာ functional security ငွေကြေးလုံခြုံမှုရှိသွားပါပြီနံပါတ်3 functional freedom ငွေကြေးလွတ်လပ်မှုပေါ့နော်ကိုယ့်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေတခြားစီးပွားရေးလုပ်ငန်းတွေနေရာနေစသဖြင့်ပေါ့နော်တခြားဝင်ငွေရင်းမြစ်တွေအလုံးအနေရလာတဲ့ဝင်ငွေတွေဟာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝလိုအပ်နေတဲ့ဈေးတွေထက်အဆပေါင်းများစွာပိုနေပြီဆိုရင်အလုံးလုံးရအောင်လို့တော့ပဲねကျွန်တော်တို့က ိုနေချင်တဲ့ဘဝပုံစံအတိုင်းပဲလွတ်လွတ်လပ်လပ်နေနိုင်သွားပြီဖြစ်တဲ့အတွက်ဒါ functional freedom ငွေကြေးလွတ်လပ်ခြင်းကိုရသွားတာပါပဲဆိုတော့ functional freedom ရဖို့ cryptocurrency ကဘယ်လိုအထောက်အကူပြုမလဲဆိုတာကိုဆက်မှဆိုရင်ပထမအဦးဆုံးဖန်တီးခဲ့တဲ့ cryptocurrency တစ်ခုဖြစ်တဲ့ bitcoin ပေါ့နော်အဲ့ bitcoin နဲ့လက်ရှိကျွန်တော်တို့သုံးစွဲနေတဲ့ငွေစက်ကူနဲ့တို့နှစ်ခုကိုရှင်ပြီးတော့လှုပ်ဆောင်နိုင်တဲ့ power နဲ့ဒီအဓိကကွာခြားချက်တချို့ကိုကြီးလိုက်မယ်ဆိုရင်အရင်ဆုံးကျွန်တော်တို့သုံးနေတဲ့ ငွေစက်ကူတွေကအချိန်ကြာလာတာနဲ့အမျှ inflation ဆိုတဲ့ငွေကြေးဖောင်းပွားမှုတန်ကိုခံရတယ်။ပြန်မြပြောရမယ်ဆိုရင်2020ခုနှစ်မှာရွှေတစ်ကြက်တောင်းမြန်မာကျပ်ငွေ15သိန်းဝန်းကျင်ရှိခဲ့ပြီးတော့2025ခုနှစ်မှာရွှေတစ်ကြက်တောင်းသိန်း60ဝန်းကျင်ရှိနေပြီဖြစ်တယ်။အဲ့တော့2020တော့သိန်း60ဟာရွှေ၄ကြက်သားဝင်နိုင်တဲ့ပါဝါရှိခဲ့တယ်။ဟိုပြီးတော့2025ရောဒီသိန်း60ကရွှေတစ်ကြက်သားဝင်နိုင်တဲ့ပါဝါပဲရှိတော့တယ်။ ါကိုကြည့်ချင်အောင်ကျွန်တော်တို့သုံးနေတဲ့ငွေစက်ကူတွေဟာအချိန်ကြာလာကြာလာနဲ့အများသူ့ရဲ့တန်ဝကရောကြာလာတော့ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒါဝဲ inflation ငွေကြေးဖောင်းပွားခြင်းလို့ပြောကြတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ cryptocurrency ရတော့ဒီလို inflation ဆိုတဲ့ငွေကြေးဖောင်းပွားတာမျိုးမရှိသလောက်နည်းတယ်ပေါ့နော်ဘာလို့မရှိရလဲဆိုရင်ဒီလိုကင်တွယ်လို့မရတဲ့ digital ငွေကြေးတွေဖြစ်တဲ့ crypto တွေအများကြီးရှိရတဲ့နေရာ Bitcoin ကိုကျွန်တော်တို့အနေငယ်လေ့လာကြည့်တဲ့အခါမှာ2009ခုနှစ် January 3ရက်နေ့မှာ blockchain နည်းပညာကိုအခြေခံပြီးအမည်မဖော်လိုတဲ့လူပြပါ Satoshi Nakamoto ဆိုတဲ့နာမည်နဲ့ Bitcoin ကိုစတင်စရင်ပြုစုရင်းနဲ့ပထမဆုံး cryptocurrency ကိုဖန်တီးနိုင်ခဲ့ပါတယ်။ဒီ Bitcoin စပေါ်တဲ့2009ခုနှစ်ကစလို့တအုပ်နဲ့တအုပ်လွှဲပြောင်းမှုလုပ်တဲ့ transition အရေးအတွက်3000ပြည့်တိုင်းမှာအဲ့ဒီ transition တစ်ဖက်ကိုတင်စီဖို့အတွက် block တစ်ခုအလိုလျောက်ဖန်တီးမှုဖြစ်ပေါ်လာတယ်ပေါ့နော်။ဒီလို block တစ်ခုဖြစ်ပေါ်လာတိုင်းမှာလည်း Bitcoin 50အလိုလျောက်ထွက်လာတယ်ပေါ့နော်အဲ့ထွက်လာတဲ့ Bitcoin 50ကိုဘယ်သူကရလဲဆိုရင်လိုအပ်တဲ့တွက်ချက်မှုတွေကိုလှုပ်ဆောင်နိုင်ရင်ကူညီတဲ့ mining community တွေကရကြပါတယ်သို့တော်လည်းနောက်၄နှစ်ကြာပြီးချိန်မှာတော့ block တစ်ခုအတွက် Bitcoin 50ရရှိတော့မှာမဟုတ်ဘဲနဲ့50ရဲ့ထပ်ဝက်ဖြစ်တဲ့25 Bitcoin ပဲရရှိတော့မှာဖြစ်ပါတယ်ဒီလိုပဲ၄နှစ်ကြာပြီးချိန်မှာ25ရဲ့ထပ်ဝက်12.5 Bitcoin ကိုပဲရရှိတော့မှာဖြစ်ပါတယ်ဒီလို၄နှစ်ပြည့်တိုင်းမှာ block တစ်ခုအတွက်ရတဲ့ bitcoin တွေကထက်ဝက်စီနည်းနည်းလာမှာဖြစ်ပြီးတော့ လင်းနစ်တစ်ကြိမ်ထဝယ်ရောကျလာတာကို Bitcoin Heaven ဖြစ်ခြင်းလို့ခေါ်ပါတယ်အခုလို block တစ်ခု VI အမြဲထွက်နေတဲ့ Bitcoin တွေဟာအများဆုံးပမာဏဖြစ်တဲ့ measurements line 20တန်းပြည့်သွားရင်တော့ထပ်ထွက်လာတော့မှာမဟုတ်ပါဘူးမီးဒီယာရှိတာဒီလိုထပ်ထွက်မလာတော့ဘူးဆိုရင် mining computer တွေက block တစ်ခု VI ရရှိလာမယ့် Bitcoin ကိုဘယ်ဟာရမှာလဲဆိုတော့အဲ့ဒါတွေအတွက်ကိုတော့ transition fee တွေနဲ့ပြီးသွားမယ်လို့သိရပါတယ် Bitcoin ရဲ့အခုလက်ရှိလက်ပတ်နေတဲ့ပမာဏဖြစ်တဲ့ circulating supply က19.5သန်းလောက်ရှိနေပြီဖြစ်ပေမဲ့၄နှစ်တကြိမ်ထပ်ဝက်ရော့နေသွားမှဖြစ်တဲ့ Bitcoin Heaven ကြောင့်2140ခုနှစ်လောက်မှပဲကန့်သက်ထားတဲ့ Bitcoin အများဆုံးပမာဏဖြစ်တဲ့ maximum supply 21သန်းဟာပြည့်သွားမယ်လို့ခန့်မှန်းထားကြပါတယ်။ဆိုတော့ Bitcoin ဟာငွေစက်ကူတွေလိုလိုအပ်ရင်တော့ရိုက်ထုတ်လို့လည်းမရသလို Bitcoin အလုံးပေါင်းအများဆုံး21သန်းပဲရှိရမယ်ဆိုပြီးကန့်သက်ထားတာကြောင့်ရွှေလို ကြာလီကြာလီတန်ဖိုးတက်လီဖြစ်လာရပါတယ်။နောက်ဆုံးအရေးကြီးပြီးတည်တင်းတဲ့အချက်တစ်ခုကကျွန်တော်တို့သုံးနေတဲ့ငွေကြေးတွေမှာအစိုးရတွေဘဏ်တွေစတဲ့ဘဟုထိန်းချုပ်မှုစနစ်နဲ့တွားတဲ့ centralized စနစ်ဖြစ်ပြီးတော့ crypto တွေမှာကျတော့ decentralized စနစ်ဖြစ်သွားတဲ့အတွက် data အချက်လက်တွေကိုဘဟုတနေရာထဲမှာပဲတင်စီထားတာမဟုတ်ဘဲနဲ့ network တစ်လျှောက်လုံးကိုဖြန့်ကျက်ထားတာဖြစ်တာကြောင့်လုံခြုံမှုအကောင်ကြီးလွတ်လပ်သော currency တစ်ခုဖြစ်နေတာကိုသတွေ့ရပါမယ်။ ဆိုတော့ကျွန်တော်တို့ပြန်သုံးသပ်ကြည့်မယ်ဆိုရင် Bitcoin က inflation လို့ခေါ်တဲ့ငွေကြေးဖောင်းပွားမှုမရှိတဲ့အပြင်တူဖို့မှရရှိလာတဲ့ရွှေတွေတောင်မှပမာဏအကန့်အသတ်အတိအကျမရှိနိုင်သေးတဲ့အခြေအနေမှာ Bitcoin ဟာအများဆုံးပမာဏ20တန်းပဲရှိရမယ်ဆိုပြီးကန့်သက်ထားတာကြောင့် Bitcoin တစ်ကွိုင်ကို0.0008ဒေါ်လာနဲ့စတင်ပြီးတော့ list လုပ်ခဲ့ရတယ်အခုဆိုရင် Bitcoin တစ်ကွိုင်ရဲ့တန်ဖိုးက US ဒေါ်လာ8000နဲ့တသိန်းကျားမှာရှိနေပြီဖြစ်ပါတယ် အခုလက်ရှိရွှေတကြက်သားကို US ဒေါ်လာနဲ့တွက်ကြည့်ရင်တော့ထောင်ကျော်လောက်ပဲရှိသေးတဲ့အချိန်မှာ Bitcoin တစ်ကွိုင်းရဲ့တန်ဖိုးက US ဒေါ်လာတသိန်းဝန်းကျင်ရှိနေဖြစ်တဲ့အတွက်ကြောင့်ကိုရွှေနဲ့ရှင်ကြည့်ရင်ဘာတွေအားနည်းလဲဘာတွေအားတာလဲဆိုတာကိုတိတိကျကျလေ့လာသင့်တဲ့အချိန်တစ်ခု ရောက်နေပြီဆိုတာကိုတော့ကျွန်တော်ညင်းလို့လုံးဝမရပါဘူး။ကျွန်တော်တို့ဒီထက်ပိုပြီးတော့ထဲထဲဝင်ဝင်လေးလာတင်းတယ်လို့ဒီလိုလေးလာပြီးလို့ကျွန်တော်တို့အနေနဲ့ရွှေလိုပဲရင်းရှင်မှာအမြဲတက်လာတဲ့ဒီ Bitcoin ကိုရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ပေါ့နော် ရွှေဝယ်စုသူလိုဝယ်စုထားဖို့ဆုံးဖြတ်တဲ့အခါမှာကျွန်တော်တို့လက်ရှိပိုင်ဆိုင်မှုရဲ့ຢາກန်လုံးတစ်ခုပဲယင်းနီမြုံနဲ့တင်ပါတယ်ဘယ်လိုຢາກန်လုံးတစ်ခုလဲဆိုရင်ကျွန်တော်တို့မှာတိန်းတထောင်ရှိတယ်ဆိုရင်ကျွန်တော်တို့ကအဆုံးရှုံးခန့်နိုင်တဲ့ပမာဏဥမာတိန်း20လားတိန်း50လားတိန်း100လားကိုတကယ်အဆုံးရှုံးခန့်နိုင်တဲ့ပမာဏတစ်ခုပဲယင်းနီမြုံနဲ့တင်ပါတယ်ဘာလို့လဲဆိုရင် USDT ကို USDC ကိုစားရဲပေါ့နော် stable coin တွေကလွဲရင် bitcoin လေးတို့ cryptocurrency အားလုံးက အရန်ဦးမှာအတက်အကျမြင်ပါတယ် Bitcoin တစ်ကွိုင်ရဲ့တန်ဖိုးက6000ကနေလာနေတဲ့အတွင်းမှာတသိန်းတက်လိုက်အဲ့ဒီကနေ9000လောက်ပြန်ကျလိုက်အမြဲလို့လို့တက်လိုက်ကျလိုက် ဖြစ်နေတတ်ပါတယ်ဆိုတော့အမြတ်တစ်ခုတည်းကိုကြည့်ပြီးတော့လောဘနဲ့ပေါ့နော်ကိုယ့်ရဲ့ချွေးနှဲတာလေးကိုစားဖို့တောက်ဖို့စားသဖြင့်အတုံးကျိပြူနဲ့ပေါ့နော်ဒီလိုပတ်စံနေနဲ့ရင်းနှီးမြုပ်နှံတာမျိုးလုပ်ဖို့တော့လုံးဝအားမပေးပါဘူးဒါတော့နော်ခရစ်တိုမှမဟုတ်ပါဘူးနော်ဘယ်အရာမှမဆိုပါဘူးနော်ယင်းနှမြုံနယ်မှုလောက်တော့မယ်ဆိုရင်ကိုတကယ်ထဲထဲဝင်လေးလာပြီးပြီ ကိုတကယ်ပိုင်နိုင်ပြီဆိုမှကျွန်တော်တို့ပိုင်ဆိုင်တဲ့ပမာဏတွေကတကယ်ကိုမှအဆုံးရှုံးခံနိုင်တဲ့ပမာဏတစ်ခုပဲရင်းနှီးမြုပ်နှံလုပ်တင်ပါတယ်။အဲ့လိုကျွန်တော်တို့အဆုံးရှုံးခံနိုင်တဲ့ပမာဏတစ်ခုပဲရင်းနှီးမြုပ်နှံမှသာကျွန်တော်တို့ဝယ်ထားတဲ့ဈေးထက်ပေါ့နော်မတက်ဘဲနဲ့ကြားနေတဲ့အချိန်ဒီမှာတော့ကျွန်တော်တို့ကစိတ်အေးလက်အေးနဲ့ရှိနေနိုင်မှာဖြစ်ပါတယ်။အဲ့လိုမဟုတ်ဘဲနဲ့ကိုရှိတာလေးရင်းနှီးမြုပ်နှံလိုက်မယ်ဈေးကြတဲ့အချိန်မှာ နောက်ထပ်နောက်ထပ်မြန်ထပ်ပြီးကြာသွားအောင်မလားဗောနော်ဒီလိုစိုးရင်စေးနေဈေးပြန်တက်တဲ့အထိမဆောက်နိုင်တော့ဘဲနဲ့အတုံးစိတ်ကလည်းလိုနေပြီအဲဒီလိုဗောနော်ဝယ်ထားတာတွေကိုဈေးအကျနဲ့ပြန်ရောင်းမိမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ဆုံးရှုံးဖို့ရခိုင်တော့လည်းအရင်များတယ်ဗောနော်အဲ့လိုတွေမဖြစ်ရအောင်အပုံငွေမရှိတဲ့သူတွေအနေနဲ့ကတော့ဒီလိုရင်းနှီးမြုပ်နှံမှုတွေလုံးဝလုံးဝမလုပ်သင့်ပါဘူးထပ်ပြီးတေချာလေးလာတာမျိုးမလုပ်ဘဲနဲ့ဗောနော်ဒီဗီဒီယိုကြည့်ပြီးပြေးဝဲတာမျိုးမလုပ်ဖို့တော့ပြောချင်ပါတယ် နောက်ပြီးတော့ဒီဗီဒီယိုကပေါ့နော် functional advice မဟုတ်ပါဘူး knowledge sharing တက်တက်တာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီ bitcoin လို crypto တွေကိုတည်တည်ချာချာထဲထဲဝင်လေ့လာပြီးတော့တည်ချာတဲ့စီမံခန့်ခွဲမှုတွေနဲ့တူပေါ့နော်ကျွန်တော်တို့ပိုင်ဆိုင်တဲ့ပိုင်ဆိုင်မှုတွေတွေကဆုံးရှုံးသွားရင်တော့ကျွန်တော်တို့ကိုမထိခိုက်နိုင်တဲ့ပမာဏတစ်ခုနဲ့ပေါ့နော်ရှော့ဈေးရတကယ်သူဈေးတွေတော်တော်လေးကျနေတဲ့အချိန်တွေမှာဝယ်ပြီးတော့မှနောက်3 4 5နဲ့ဆက်သဖြင့်အမြတ်တစ်ခုရလာတဲ့အချိန်မှာပြန်ထုတ်ရောင်းမယ်ဆိုရင်တော့ဒီ Bitcoin cryptocurrency က ကျွန်တော်တို့အကျိုးအမြတ်တွေပေးနိုင်တဲ့ currency တစ်ခုဖြစ်တယ်လို့ပြောရင်းနဲ့အားလုံးကို fashion နဲ့ freedom ဆိုတဲ့ငွေကြေးလွတ်လပ်မှုရရှိကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်သွားပေးကြပါဦးခင်ဗျာကျေးဇူးများကြီးတင်ပါတယ်